ဓမ္မမိတ်ဆွေညီကိုပေါင်းမတို့ဒီတစ်ပတ်မှာကမ္ဘာညီချင်းဤအတွက်ဘာသာပေါင်းစုံကဘယ်လိုပုံစံနဲ့ဆူတောင်းခြင်းတွေအတိတ်မှာပြုလုပ်ခဲ့ကြရလဲဆိုတဲ့အကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်1986ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာပိုရမင်းကြီးရှင်မြတ်ဒုတိယမြောက်ယောဟန်ပေါလုကကမ္ဘာကုလသမဂ္ဂကနေနေပြီးတော့ကမ္ဘာညီချင်းဤနှစ်အဖြစ်သတ်မှတ်ကြေညာခဲ့တဲ့ထိုနှစ်တော်အတွင်းမှာ ကဘာကြီးငင်းချမ်းစေဖို့ရန်အတွက်ချိုးချံဆူတောင်းခြင်းအတူတကွပြုလုပ်ကြဖို့ကဘာဘာသာကြီးများမှ ကိုယ်စလေများကို အီတလီနိုင်ငံအာစီစီမြို့သို့ဖိတ်ခေါ်လိုက်ပါတယ်။ဘာသာအသီးသီးမှတုံ့ပြန်မှုကအလွန်အားတက်စရာဖြစ်ခဲ့ပါတယ်။ခရိယန်ဂိုင်းပေါင်းစုံကကိုယ်စလေတော်တွေအပြင်ဂျူးဘာသာ၊ဗုဒ္ဓဘာသာ၊မွတ်စလင်၊ဟိန္ဒူ၊ရှင်တူ၊စစ်ခ်၊ဂျိမ်းစ်ဘာသာမီယိုဟလာကိုးကွယ်ကြတဲ့သူတွေ ဗဟားဘာသာနဲ့ဇိုရိုစတိန်ဘာသာကိုယ်စားလှယ်တော်တွေအာစီစီမြို့ကို ရောက်ရှိခဲ့ကြပါတယ်။တူရကီ၊ဆော်ဒီအာရေဗျ၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်၊လီဗီးယား၊အယ်ဂျီးရီးယား၊မော်ရိုကို၊အိုင်ဗရီကိုးစ်ဒီနိုင်ငံတွေကနေမွတ်စလင်တွေအများကြီးရောက်လာခဲ့ကြတယ်။အာစီစီမြို့ဆူတောင်းပွဲခန်းထားမှာဘာသာတည်တည်ကနေပြီးတော့မိမိတို့ဘာသာလျှောက်ကိုစီဆူတောင်းခဲ့ကြပါတယ်။ ထိုဆူတောင်းခြင်းခန္ဓာကကဘာကြီးကိုဗာတိစေခဲ့တယ်လဲဆိုရင်ကဘာကြီးငြိမ်းချမ်းဖို့ရန်အတွက်နိုင်ငံအုပ်ချုပ်တဲ့အစိုးရတွေကုလသမဂ္ဂနဲ့ဂျားဝင်ညှိနှိုင်းဆောင်ရွက်ခြင်းတွေလိုအပ်ရုံနဲ့မကဘဲနဲ့ဆူတောင်းကြဖို့လိုအပ်တယ်။ဘာသာတရားလိုအပ်တယ်။အာစီစီမျိုးမှာပြုလုပ်ခဲ့တဲ့အတူတကွဆူတောင်းခြင်းကနေအစပြုပြီးတော့နောက်ထပ်ထိုကဲ့သို့အလားတူဆူတောင်းပွဲများဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။အာစီစီမျိုးမှာပဲ1993ခုနှစ်မှာ အာဝင်တက်ရောက်သူအနေငယ်နဲ့နောက်ထပ်ဘာသာပေါင်းစုံဝိပုစုတောင်းခြင်းအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ဘောကန်စတီတာစစ်ဖြစ်ပွားနေတဲ့အချိန်ကာလတုန်းကပြုလုပ်ခဲ့တာဖြစ်တယ်။အိုယမ်မင်းကြီးဂျွန်ဘောသက်ဆက်ကန်ကဥရောပမှာရှိတဲ့ကက်သလစ်ဆရာတော်ကြီးတွေနဲ့အတူဥရောပတိုက်မှာသူတစ်ပြင်ဘောကန်စတီတာမှာရင်းချမ်းရေးရရှိစဉ်ရွေးချင်တဲ့အာစီစီမြို့မှာချိုးချံဝါရှောင်းစုတောင်းကြပြီးတော့မစ္စတာရရုံမြတ်ကိုခန္ဓာစွာကျင်းပပူဇော်ခဲ့ကြပါတယ် စနေတနင်္ဂနွေနေ့ရက်တာပြုလုပ်ခဲ့တဲ့ထိုဆူတောင်းခြင်းအခမ်းအနားမှာဥရောပတိုက်မှာရှိတဲ့နိုင်ငံအသီးသီးကခရစ်ယာန်ဂိုင်းမောင်းစုကကိုယ်စားလှယ်တွေဂျူးဘာသာနဲ့အစ္စလာမ်ဘာသာမှကိုယ်စားလှယ်တော်တွေတက်ရောက်ခဲ့ကြပါလေထိုဆူတောင်းခြင်းအခမ်းအနားမှာမွတ်စလင်တွေပါဝင်တက်ရောက်ခဲ့ကြခြင်းကအလုံးကိုအရေးပါခဲ့ပါတယ်ဂျပန်နိုင်ငံကိုဗုဒ္ဓဘာသာရောက်ရှိလာခြင်းစနစ်ရာစုပြည့်နှစ်ပတ်လည်ထိမ့်မှတ်ကိုကျင်းပဖို့ရ ဂျပန်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များက1988ခုနှစ်မှာပြင်ဆင်ခဲ့ကြပါတယ်။အဲ့ဒီနှစ်မတိုင်ခင်1986ခုနှစ်အစီအစီမျိုးမှာကျင်းပခဲ့တဲ့ကမ္ဘာငြိမ်းချမ်းရေးအတွက်ဘာသာပေါင်းစုစုတောင်းခြင်းအခမ်းအနားမှာဂျပန်နိုင်ငံကဗုဒ္ဓဘာသာဝင်တွေနဲ့ပါဝင်တက်ရောက်ခဲ့ကြတာကြောင့်မို့သူတို့ကျင်းပမဲ့နှစ်ပတ်လည်နေ့အခမ်းအနားတွေကိုပို့ပြီးတော့အမြင်ကျေစွာနဲ့ကျင်းပနိုင်စေခဲ့ပါတယ်။ကျူတူမြို့အနီးမှာရှိတဲ့ဟိုင်တောင် ဘုရားဘုန်းကြီးကျောင်းရဲ့ကျောင်းနိုင်ဖုံးတော်ကြီးအရှင်အီတာယာမာဒါရဲ့ဥဆောင်မှုနဲ့ဂျပန်နိုင်ငံမှာရှိတဲ့ဘာသာတွေဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေရှင်တူဘာသာဝင်တွေကက်သလစ်ခရစ်ယာန်နဲ့ပရိုတက်စတန်ခရစ်ယာန်တွေကနေပြီးတော့ကမ္ဘာဘာသာကြီးတွေကကိုယ်စလဲတွေကိုဟာယီတောင်လာပြီးတော့ငင်းချမ်းရေးတွေဆူတောင်းရကိုဖိတ်ခေါ်လိုက်ပါထိုဆူတောင်းခြင်း အခမ်းအနားကိုဘယ်နေ့မှစတင်ဖို့ရွေးချယ်ခဲ့ကြသလဲဆိုရင် 1945ခုနှစ်ဩဂတ်စ်လ6ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေပေါ်မှာအလို့မြို့ပုံကျဲချခံရခြင်း အောက်မေ့သောအဖြစ်ဩဂတ်စ်လအစောပိုင်းမှာပြုလုပ်ခဲ့ကြပါတယ်1986ခုနှစ်အာစီစီမြို့မှာကျင်းပခဲ့တဲ့ဘာသာပေါင်းစုံစုတောင်းခြင်းအခမ်းအနားကနေအတွေ့အကြုံတွေအိုင်ဒီယာတွေအများကြီးကိုယူပြီးတော့ဂျပန်နိုင်ငံ ထိုစုတောင်းခြင်းခမ်းအနားမှာအသုံးပြုခဲ့ကြတယ် ဘာသာတရားတွေကငြိမ်းချမ်းရေးအတွက်ဖြစ်တယ်ဆိုတဲ့သတင်းစကားကိုကဘာကြီးကိုကောင်းကောင်းကြီး ပြသနိုင်ခဲ့တယ်။နှစ်စဉ်တစ်တိုင်းဂျပန်နိုင်ငံမှာရှိတဲ့ဘာသာအသီးသီးကဘာသာဝင်တွေဟာအောက်ဂတ်စ်လရောက်တိုင်းစစ်ရဲ့အနှိမ့်ထာယုံတွေအတွက်စစ်ရဲ့အနှိမ့်ထာယုံတွေကိုကောင်းကောင်းကြီးမြင်တွေ့နေရဆဲဖြစ်တဲ့ဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေမှာအတူတကွာစူဝေးကြပြီးတော့ငြိမ်းချမ်းရေးအတွက်ဆူတောင်းပြကြပါတယ်။1900 68ခုနှစ်မှာကျင်းပခဲ့တဲ့ဆယ်ကြိမ်မြောက်နှစ်ပတ်လည်ခမ်းနားကတမူထူးခြားကြီးကျယ်ခမ်းနားခဲ့တယ်။ဟီရိုရှိမားမြို့မှာဆိုရင်ယင်းထဲမှာခန်းစားရစီတဲ့နေရာလေးကအောက်မေ့ဘွယ်ကြောက်စာမှာအရေးထူးထားတဲ့ No More Hiroshima ဟီရိုရှိမားမြို့ကြီးမရှိတော့ဘူးဆိုတဲ့စာသားလေးဖြစ်ပါတယ်။ဓမ္မမိတ်ဆွေညီကောင်မောင်တို့အရောက်စီတိုင်းကိုကြီးကျမ်းမာခြင်းစိတ်ငြိမ်ချမ်းခြင်း